ကဲအလုပ်လုပ်နေတဲ့လမ်းနဲ့ဒီမှာအဲစီဗီမှာချက်ပေါက်မှာကျမကိုလာလာပြီးမေးကြတဲ့ညီမတွေအမတွေပေါ့နော်သူတို့တွေမေးတဲ့မိခွန်းတွေကိုဖြည့်ရင်းနဲ့အရန်ဥရလာတဲ့စကားအရန်ပြောချင်လာလို့ကျမတက်လာပြီးတာကျမပြောပြမယ်ဒီလားကျမတို့အိမ်တော်တစ်ခုမှာပထမနေရာမှာရှိတဲ့အမျိုးသမီးတွေလေလှုပ်တဲ့အဓိကအမှားပါတော့ဆိုတော့ပြောပြမယ်ဘာလို့တာလဲဆိုတော့ဒီကိုယောင်ကြကအိမ်တော်ကြီးဖောက်ပြန်ပြီဆိုလို့ရှိရင် နော်ဒုတိယမင်းကလေးကိုတော်တော်ပြီးတော့ပြဿနာရှာတဲ့အလုပ်ပဲ ဘာလို့အဲ့မိန်းကလေးတော်တော်ကြီးပြဿနာရှာတာလဲအဲ့ဒုတိယမိန်းမြာမှာရှိတဲ့မိန်းကလေးဒီကိုတိုက်ရိုက်သွားပြောရမယ့်သူကိုမဟုတ်ဘူးကွာပြောချင်တာနော်သွားဆဲတာပဲပြည်ပြည်သွားပြီးအပြစ်ပြောတာပဲပြည်ပြည်ဘာလို့တော့အကုန်လုံးကအဲ့လိုလုပ်တာလဲမှားတယ်တခါဒီဘက်ကပိုဆိုးတာပါလဲဆိုရင်လေအဲ့ဒုတိယနေရာမှာရှိနေမိန်းကလေးကိုသွားပြီးမှကိုယောက်ျားနဲ့မပတ်သက်ဘူးသွားတောင်းမှန်တာအသေးအတန်သိလားအယံတနာဖို့ကောင်းတာ တိလားဆရာမတို့မရဲ့ကြီးတွေပေါ့နော်ပထမနေရာမှာရှိတဲ့မိန်းမတွေဟာတကယ်ကိုလေဟိုပေါ့ဘယ်လိုပြောမလဲတွေ့ယူတွေ့တဲ့အနေနဲ့ပေါ့နော်လုံပြီးလို့ရတယ်ရှောက်လို့ကြတာဆရာမပြောပြမယ်မိန်းမတယောက်ကဒီလိုမျိုးကိုယ့်ရဲ့ယောက်ျားကအင်းတော်ကြီးဖောက်ပြန်မှုတစ်ခုဖြစ်တယ်ဆိုလို့ရှိရင် ကို့ယောက်ျားနဲ့ပဲတိုက်ရိုက်ဆွေးနွေးရမယ်ကို့ယောက်ျားနဲ့ပဲဆွေးနွေးရမယ်ကို့ယောက်ျားနဲ့ပဲညှိနှိုင်းရမယ်ကို့ယောက်ျားနဲ့ပဲစကားပြောရမယ်ဒီဒုတိယနေရာမှာရှိတဲ့မိန်းကလေးကပူလင်းဆုံးပြောမယ်ဘောင်းကိုမဝင်ဘူးဒီဘောင်းမဝင်နဲ့မိန်းကလေးတယောက်ကိုတန်းညီပြီးမှတော်တော်စကားပြောတာဘာလို့တော့အဲ့ဒါမားတယ်လေနော်အဲ့ဒါအရင်မားတယ်အဲ့လိုမလုပ်ရဘူးပို့ဆိုးတာထပ်ပြောမယ်နော်ဒီယောက်ျားလုပ်တဲ့သူအိမ်တော်ကြီးဖောက်ပြန်တဲ့အချိန်မှာလေဒီသမီးရဲ့ ရောက်ကမအိုးပေါ့နော်ဒီဘယ်လိုပြောမလဲဒီကိုကိုသမီးရဲ့ဟိုရောက်ကမနေရာမှာရှိတယ်ပေါ့နော်ဘယ်လိုခေါ်လဲဘယ်လိုပြောလဲဒီဒီဒီအမျိုးသမီးရဲ့အဖေအမေနေရာမှာရှိတယ်သူကဒီသမက်ကိုသွားတောင်းမှန်းလားဒီသမက်ကိုဒီကိုရဲ့သမီးလေးကိုမထားပြခဲ့ဘူးသွားတောင်းမှန်းလားအယံမှားတာပဲဒီလားအယံမှားတယ်အဲ့လိုတွေမလုပ်ရအောင်အဲ့လိုလုပ်လို့ကတော့ယောက်ျားတွေပျော်တာပေါ့မလီအယံပျော်ဒီလားအဲ့လိုသွားလို့လို့မရဘူးအဲ့မ လုတ်တာသူလုတ်တာလေအမလုတ်တာအဲ့ယောက်ျားကလုတ်တာဘာလို့ဒီအမလုတ်တဲ့သူတွေသွားပြီးမှတောင်းမှန်ရတာလဲအယမ်းမားတယ်အဲ့လိုလုတ်တာတွေတိတ်လားလူဆိုတာကိုကိုကိုတံမိုးထားရတယ်ကိုတံဖို့ကိုသိရတယ်ကိုနေရောကိုသိရတယ်ဟိုပြောချင်တာကိုတံဖို့နဲ့ကိုညီအောင်နေတတ်ရတယ်အဲ့မဆိုင်တာတွေကိုသွားမလုပ်နဲ့တိတ်လား ဲ့တော့ဒီယောက်ျားတယောက်အချင်းစာရိုက်တာမကောင်းလို့ကိုချင်းတရားမကောင်းလို့ပြန်လဲပြီးမှပြုတ်ပြင်ပြောင်းလဲမှုမလုပ်ဘူးဆိုလို့ရှိရင်လက်ခွဲရတဲ့တတိရှိရတယ်။ဘာလို့သွားပြီးခြေစလုံးဖတ်ပြီးတောင်းမှန်နေရမှာလဲ။မလို့ဘူး။တောင်းမှန်နေရောရောဆက်ပြီးမှကို့ပေါ်မှာကောင်းပြင်ပြင်ထင်လို့လား။မကောင်းပြီဘူး။တိတ်လား။ तू ကအချင်းလို့တောင်းမှန်အောင်မယ်။နော်။ကျွန်တော်တို့မိမတွေအချင်းလို့တောင်းအောင်မယ်အောင်မယ်။ခတ်လိုက်တာလို့ကျွန်တော်ဥရရတာဒါပဲ။အရန်ဥရရတာတိတ်လား။ ဲ့လိုလုပ်တဲ့မိန်းမမိန်းကလေးတွေကိုအသေးတွေဒါရတာအဲ့တော့ကျမတို့ကဘာလုပ်ရမှာလဲဆိုရင်ကျမတို့မိန်းမတွေကပထမနေရာမှာရှိတဲ့မိန်းမပဲဖြစ်ဖြစ်ဒုတိယနေရာမှာရှိတဲ့မိန်းကလေးပဲဖြစ်ဖြစ်အရေးကြီးဆုံးကကိုကိုကိုတန်ဖိုးထားတတ်ဖို့တိလာကိုဘွားကိုဝန်းကိုကြောင်းနိုင်ဖို့ကိုချောက်ပေါ်ကိုယက်တီနိုင်ဖို့ကိုဝင်ငွေနဲ့ကိုနော်လမ်းဆက်လျှောက်နိုင်ဖို့အမြင်နဲ့ဒါကောင်းထဲမှာထည့်ထားတိလာမိန်းမတယောက်ရဲ့အလှကိုခြင်းတရား ကို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 ချင်းတရားကောင်းတဲ့မိန်းမဖြစ်အောင်နေရမယ်အရေးချင်းရှိတဲ့မိန်းမတစ်ယောက်ဖြစ်အောင်ကြိုးစားရမယ်အဲ့တော့ကိုတန်ဖိုးရှိနေတဲ့မိန်းမတစ်ယောက်ကိုထားသွားတဲ့ယောက်ျားမျိုးလေတတပြလိုက်ပြုံးပြုံးလေးကိုနဲ့မတန်လို့ဘာမှဝမ်းနေစရာမလိုဘူးကိုတန်ဖိုးရှိအောင်နေတာကိုအရေးချင်းရှိအောင်နေတာเนาะကိုဝင်ငွေရအောင်ကြိုးစားနေတာတွေကကိုယောက်ျားဘခုံးကြီးရှင်မို့မဟုတ်ဘူးကို့မိသားစုအတွက်ကို့မိသားစုဘဝလေးကိုကိုရဲ့ဝင်ငွေလေးနဲ့တစ်ဖက်တစ်လမ်းကနေအထောက်ပံ့ဖြစ်စေဖို့အတွက်လုပ်ပေးတယ်ဆိုတော့သူတို့သိပါစေ သိလားဆရာမပြောတာအဲ့တော့တမီးတို့အမားတွေမလုတ်ပါနဲ့သိလားအမားတွေကိုစက်တိုက်စက်တိုက်တွေမလုံနဲ့မလုတ်တော့နဲ့ချက်ပြောမယ်နော်